။ DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ပိန်အာဂျင်တီးနားပြင်သစ်အင်္ဂလန်ဘရာဇီးပေါ်တူဂီအသင်းတွေ2026ကမ္ဘာဖလားပြိုင်ပွဲမှာဘွတ်ဆွဲနိုင်ခြေရှိတယ်လို့ FIFA ကံတွင်ကစားသမားတွေကခမန့်ခဲ့ကြပါတယ် ဘရာဇီးအသင်းကောင်းဆောင်ဟောင်းဒွန်ကာအပါအဝင် အမေရိကန်မက္ကဆီကိုကနေဒါနိုင်ငံတို့ရဲ့ကစားသမားဟောင်းတွေက2026ကမ္ဘာဖလားပြိုင်ပွဲမှာတိုးတက်လာမယ့်အသင်းကစားသမားတွေနဲ့ဘူဆွဲနိုင်ခြေရှိတဲ့အသင်းတို့ကိုခမှန်ခဲ့တာပါ Zustriche in Spolochnych Stadach Amerika pisla Russia Tamara Putin နဲ့ American အထူးသက်တမန်တို့တွေ့ဆုံခဲ့ပြီးမှ Trump ရဲ့ American အဖွဲ့နဲ့ရပ်ပိုင်းတွေတွေ့ဖို့ပြင်နေတယ်လို့ Ukraine Tamara Zelensky ကပြောပါတယ် Russia နဲ့ American ဆွေးနွေးပွဲက Ukraine အရေးငြိမ်းချမ်းရေးရတဲ့အထည်သဘောတူညီချက်မရသေးကြောင်း Russia ကထုတ်ပြန်ထားပါတယ် Особисті зустрічі чи телефонні розмови є TVB နောက်ဆိုရသတင်းတွေကို TVB TV News Facebook page မှာ select ရှိနိုင်ပါတယ်ရှင်